ဆက်သွယ်ရေးကောင်းဖို့တရားနာကြစို့တဲ့မမုံးရဲ့တက်တော့ဘော်ကဓမ္မမိတ်ဆွေများဖြစ်တဲ့ရွှေပြည်တံမြို့မှာနေထိုင်တဲ့မေတော်ကြီးနဲ့တကွာတကာဦးငင်းကိုကို တကမတော်မေလွင်ထွန်းမိသားစုတို့ကနေပြီးတော့ဆွမ်းကပ်ပြီးတော့ဝါစိုသင်္ကန်းလေးကတ်ချင်လို့ပါလို့လာရောက်ပြီးတော့ပင့်ဆောင်တာဖြစ်ပါတယ်။လာရောက်ပြီးတော့မှပင့်တဲ့အခါမှာဒီဘုံမုံရဲ့ဓမ္မမိတ်ဆွေတွေကဥစွာပထမ ဘုံဘုံရဲ့တရားကိုနာကျင်တဲ့ဘုံဘုံရဲ့တက်တော့ဖန်ဓမ္မမိတ်ဆွေများကို အကုန်လုံးကို ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။အရောက်တဲ့အခါမှာအကုန်လုံးစုပေါင်းပြီးတော့ဘုံဘုံရဲ့ဓမ္မမိတ်ဆွေတွေအကုန်လုံးစုပေါင်းပြီးတော့မှဘုံဘုံရဲ့တရားကိုနာကြားကြတာဖြစ်ပါတယ်။ဘုံဘုံကလည်းပဲအဲ့ဒီမှာတရားဟောဝါဆိုသင်္ကန်းကပ်ပေါ့လေ။ဘုံဘုံတတိထားမိတာကဒီမိသားစုဟာဘာသာတရားကိုင်းဆိုင်တယ်ဆိုတာအလွန်သိတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့သူတို့တွေလုတ်ပုံ၊ကင်ပုံတွေဟာအရန်ကိုစနစ်ကြတယ်ပေါ့နော်။အဲအိမ်အောက်ထပ်မှာတရားပွဲလေးအိမ်တွင်းတရားပွဲလေးလုပ်လိုက်တယ်။ဒုတိယဓာတ်မှာကြတော့ဖုံဖုံကိုနေစွန်းဆက်ကလူတန်းတယ်။တတိယဓာတ်မှာကြတော့ဖုံဖုံကိုယာယီចောင်းအဖြစ်ဆက်ကလူတန်းတယ်ပေါ့နော်။ဖုံဖုံယာယီចောင်းလေးမှာခិតတာခဏအပန်းဖြေလဲလျောင်းနေဖို့အတွက်လူတန်းတာဖြစ်ပါတယ်။ဒီလိုလောက်တာဟာအရန်ကိုပဲ စနစ်ကြလွန်ပါတယ်။ငါဖုံဖုံရဲ့ဓမ္မမိတ်ဆွေတွေနဲ့တွေ့ရတာလည်းဖုံဖုံအရန်ကိုပဲဝမ်းသာပီတိဖြစ်ခဲ့ရတဲ့ပေါ့နော်။ဆက်သွယ်ရေးကောင်းဖို့လိုတယ်တဲ့။ဆက်သွယ်ရေးကောင်းဖို့ဆိုတာဘာပြောချင်တာလဲလို့ဆိုရင်တရားနာကြဖို့လိုတယ်လို့ပြောချင်တာဖြစ်ပါတယ်။အခုဖုံဖုံနဲ့ဆုံတွေ့ခဲ့တဲ့တကဦးငင်းကိုကို တကမှတော်မေလွင်ထွန်းမိသားစုတို့ဟာဖုံဖုံရဲ့တရားလေးတစ်ပုဒ်နဲ့သူတို့တွေ ခံစားနေရတဲ့စိတ်တော့ကတွေကိုဖြစ်ဖြောင်းနိုင်ခဲ့တယ်ဆိုတာသူတို့ပြောပြလို့ဘုံဘုံအနေနဲ့သိရပါတယ်။ဒါဆက်သွယ်ရေးကောင်းခဲ့တာပေါ့နော်။ဆက်သွယ်ရေးကောင်းခဲ့တယ်ဆိုတာအန္တပုထုဇဉ်နေပေမှာနေမယ်။အန္တပုထုဇဉ်ဆိုတာအကန်းပုထုဇဉ်ဘာမှမမြင်ဘူး။တောကဖြစ်လိုက်ဒေါသဖြစ်လိုက် လောဘဖြစ်လိုက်မောဟဖြစ်လိုက်နဲ့ဒီနေပေထဲမှာကျင့်လည်နေတာကိုအန္တပုထုဇဉ်လို့ခေါ်ပါတယ်။အဲ့ဒီအန္တပုထုဇဉ်ကနေပြီးတော့မှကလျာဏပုထုဇဉ်ကိုတက်လန်းဖို့အတွက် တရားနာကြရမှာဖြစ်ပါတယ်အဲ့ဒီကလျာဏပုထုဇဉ်ဘဝကနေပြီးတော့မှအရိယာနေတဲ့ကိုကုတန်သွားလာဖို့ဆိုရင်လည်းပဲတရားတော်တွေကိုနာကြမှသာလျှင်ဒီအရိယာနေတဲ့ကိုကုတန်သွားလာနိုင်မှာဖြစ်ပါတယ်မြတ်စွာဘုရားကဘုရားဖြစ်တော်မူတဲ့အခါမှာငါဒီလောကကြီးမှာဒီတိုင်းနေလို့တော့မဖြစ်ဘူးတဦးဦးတယောက်ကို အလေးကရုပြုပြီးတော့မှနေရင်ကောင်းမယ်လို့လောကကြီးကိုကြီးစုဆင်ကျင်လိုက်တဲ့အခါမှာ မြတ်စွာဘုရားထက်ကြီးကျယ်တဲ့ပို့ကိုအလေးကရုပြုစရာပို့ကိုမတွေ့မြင်တဲ့အတွက်မြတ်စွာဘုရားဟာသူဟောခဲ့တဲ့တရားတွေကိုပြန်လည်ပြီးတော့မှအလေးကရုပြုပြီးတော့မှနေပါတယ်။အကြောင်းမို့တရားတော်တွေဟာအမတန်ကိုမြတ်စွာဘုရားကိုနိုင်ကအလေးကရုပြုရတဲ့တရားတော်တွေပဲဖြစ်ပါတယ်။မြတ်စွာဘုရားကသုတ္တန္တနိပါတ်ပါဠိတော်ပရာဘဝတုံမှာဓမ္မကာမောဘဝံအဟောတိဓမ္မဒေတိပရာဘဝလို့မြတ်စွာဘုရားကမိန့်တော်မူခဲ့တဲ့စကားလေးတစ်ခုရှိပါတယ်။ သူတော်ကောင်းတရားလိုလားတဲ့သူဟာကြီးပွားချမ်းသာပြီးတော့သူတော်ကောင်းတရားမလိုလားတဲ့သူဟာဘဝအဆက်ဆက်ဆုံးရှုံးပျက်စီးတတ်တယ်လို့အတိပဲရပါတယ်။အနည်းချုပ်ပြောရမယ်ဆိုရင်တရားကိုချစ်လှူအပ်နဲ့တရားကိုမုန်းလူဖြစ်ဆုံးလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒီဒေသနာကိုတက်တည်ပြရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ဦးစရာများဖြစ်ကြတဲ့အာလာရနဲ့ဥရကယတိနှစ်ပါးဟာမြတ်စွာဘုရားဖြစ်ပြီးတော့တရားဥဒ္ဓမစကြာဟောတော်မူမယ်လို့ကြံစီတဲ့အခါမှာ သူ့ရဲ့ဆရာနှစ်ပါးကိုဟောမယ်လို့လောကကြီးမှာရှိသေးရဲ့လားလို့ကြည့်ရှုဆင်ခြင်လိုက်တဲ့အခါမှာသူ့ရဲ့ဆရာနှစ်ပါးလုံးဟာအတိညာကင်းမဲ့တဲ့အတိညာတာဘုံကိုရောက်နေတဲ့ရုပ်ခန္ဓာမရှိတဲ့အရူပဘုံကိုရောက်နေတာဖြစ်တဲ့အတွက်သူတို့တွေဟာတရားနာကြဖို့ရာအတွက်အမတန်ကို ဆုံးရှုံးသွားကြပြီဖြစ်ပါတယ်။မဟာယာနဗုဒ္ဓဘာသာမှာအဆိုလေးတစ်ခုရှိပါတယ်။လူရဲလို့ဖြစ်လာတဲ့အချိန်မှာမြင့်မြတ်တဲ့သူတော်ကောင်းတရားတွေတွေ့မယ်သူတော်ကောင်းတရားတွေကို နာခွင့်ရတာကို မနာခဲ့တဲ့ပုဂ္ဂိုလ်ဟာဘာနဲ့တူလဲလို့ဆိုရင်စိန်ရှင်ွေကြောက်တံပရမရားတွေပေါ်များနေတဲ့အရဒေတာကို သွားပြီးတော့လက်အချီးနီးပြန်လာတဲ့ပုဂ္ဂိုလ်လိုပဲတဲ့ဆုံရှုံမှုတွေရှိတတ်တယ်ဝမ်းနည်းစရာ ဖြစ်တတ်တယ်တဲ့အခုတရားဓမ္မတွေရှိနေပါရက်ကနဲ့တရားဓမ္မတွေကို နာကြားကျင်တဲ့နာမရှိဘူးဆိုရင်လည်းပဲဆုံရှုံမှုတွေရှိတတ်တယ်ပေါ့နော်ပါဠိစာပေမှာဘေဒီလေးတစ်ပုဒ်ရှိပါတယ် ဲ့ဒါကဘာလဲလို့ဆိုတော့လူတိုင်းလူတိုင်းဟာပခုံးတစ်ဖက်ကြားကခေါင်းပေါက်တဲ့ခေါင်းပေါက်တဲ့သူတိုင်းခေါင်းရှိတဲ့သူတိုင်းဆက်ပြင်းရှိကြတယ်။ခေါင်းရှိတဲ့သူတိုင်းကတော့တရားနာကြနိုင်တဲ့နားမရှိဘူးတဲ့။လူတိုင်းလူတိုင်းမှာကံကပေးတဲ့အနာကတော့ရှိတာပေါ့။သူလည်းရှိတယ်ကိုလည်းရှိတယ်။ဒါပေမဲ့လို့တရားတော်ကိုနာကြနိုင်တဲ့နားမျိုးလူတိုင်းမှာတော့မရှိဘူး။တစ္ဆာတရားကိုသိလို့တဲ့ညာနာရှိမှသာလည်း တရားတော်ကိုနာကြားကြင်တာဖြစ်ပါတယ်။အခုဖုံဖုံရဲ့ဓမ္မမိတ်ဆွေတွေအိမ်တွင်တရားပွဲလေးလုပ်တယ်ပေါ့နော်။ဟောဒီအိမ်တွင်တရားပွဲ လုပ်တဲ့အခါမှာဟောဒီအိမ်တွင်တဲ့ကိုလာရောက်တဲ့ပုဂ္ဂိုလ်တွေဟာရဝေးရန်ဒီကပုံကိုလာရောက်ပြီးတော့မှဖမုံရဲ့တရားကိုအစုတဝေးတယ်လာရောက်ပြီးတော့မှနာကြားကြတာဖြစ်ပါတယ်။အဲ့လိုနာကြားတာသူတို့တွေမှဟိုတစ္ဆာလေးပါတရားကိုသိလို့တဲ့ညာနာရှိတဲ့အတွက်အခုလိုလာရောက်ပြီးတော့မှတရားတော်တွေကို နာကြားကြခြင်းဖြစ်ပါတယ်တချို့ကညာနာတော့ရှိပါရဲ့ဒါမဲ့လို့သူတို့တွေမှာကိလေသာအညစ်ကြေးတွေနားထဲမှာကြီးစိုးနေမယ်ဆိုရင်လည်းပဲတရားတော်ကို နာကျင်စိတ်တရားတော်ကို နာလိုစိတ်တွေပျောက်ဆုံးနေတတ်တယ်တဲ့အဲကြောင့်မို့တရားတော်ကိုနာဖို့ဆိုရင်မိမိရဲ့စိတ်ထားလေးကလည်းပဲဖြူစင်နေဖို့လိုတယ်မိမိရဲ့စိတ်ထားလေးကိလေသာအညစ်ကြေးတွေကင်းစင်နေမှသာလေအဲ့ဒီပုံကိုယ်တွေဟာတရားတော်ကိုနာကြားနိုင်မှာဖြစ်ပါတယ် အကြောင်းမို့ဖုံဖုံရန်ကုန်ရောက်တဲ့အခိုက်အတန့်လေးမှာဖုံဖုံကိုအိမ်ကိုပင့်ပြီးတော့စနစ်တကျအိမ်အောက်ထားလေးမှာတရားပွဲလုပ်တယ်။အဲဒုတိယအတန့်မှာဖုံဖုံကို နေစွန်းဆက်ကလူဒန်းတယ်။တတိယအတန့်မှာတော့ဖုံဖုံကိုယာယီចောင်းဆောင်လေးအဖြစ်နားနေဖို့ရန်လူဒန်းပေးတယ်ဆိုတော့အခုလိုစနစ်တကျလူဒန်းတဲ့မိသားစုလေးတွေကိုတွေ့ရတော့ဖုံဖုံအယံကိုဝမ်းသာပီတိဖြစ်မိပါတယ်လို့ပြောခြင်းပါတယ်။ဆက်သွယ်ရေးကောင်းဖို့ အရေးကြီးပါတယ်ဆက်တော်ရေးကောင်းဖို့ဆိုတာက အမြင့်ကို ရောက်ဖို့သူတော်ကောင်းတရားတွေကိုနာကြားရမှာဖြစ်တယ်စိတ်ချမ်းသာဖို့ဆိုရင် သူတော်ကောင်းတရားတွေကိုနာကြားရမှာဖြစ်တယ်တောကပရိဒေဝဒုက္ခဒေါမနတဆိုတဲ့ဒီအစိုးတရားတွေကိုကင်းဝေးဖို့ဆိုရင်သူတော်ကောင်းတရားတွေနဲ့ဆက်သွယ်ထားမှသာလေရင်စိတ်ချမ်းသာမှုကိုချမ်းသာမှုကိုရရှိနိုင်မှာဖြစ်ပါတယ်အားလုံးပဲကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ